MSB အမေကအဲပြင်ပြီးဆိုရင်ဟဲ့စားတယ်ဘာဖြစ်လဲညာဖြစ်လဲမတ်မေးရဲဆိုတော့ကြတော့အရင်ရောဟိုအရင်ဟိုသူများရဲ့လိုမျိုးခက်ခဲကြတော့မဟုတ်ပါတော့ဟုတ် MSB စသကျင်းတော့ငါဒီအလုပ်တွေလုပ်မယ်လို့အဖေကိုစာပြောတော့အောင်ဆိုရအဖေဆိုအမ်တဘောမကြဘူးเนาะတဘောမတူဘူးအဲဟိုပါဘောเนาะဘယ်လိုပြောမလဲဆိုတော့ तू ုတာတယောက်ကဒီလိုမျိုးဖောင်းဆိုဖြစ်သွားမှာကြီးရယ်ပြီးတော့ကြတော့အအဖေတို့ကကြောင့်နေမှာနေရတဲ့ကြောင့်မျိုးနေအမြင်လေးရှိရပေါ့နော်ဟိုအချိန်တိုင်းအတိုင်းပဲနေတော့မှာလားဆိုရဲဟာကြီးရှိရယ်အဲပြီးရင်အင်းဘလို့ဖြစ်သွားတာလဲဗာညာဖြစ်တော့ तू မလွတ်ချင်ဘူးဒါမဲ့ကျွန်တော်ကပြောပြီးတော့ရတယ်အဖေဒီလိုမျိုးကြီးအခုကအမြင်ကျေလာပြီဒီလိုမျိုးရှိရဲဒါဟိုအလုတ်လုတ်တဲ့အချိန်မှာကျွန်တော်နေတာကျန်တဲ့အချိန်ကဒီလိုပဲနေတယ်အဲဆိုတော့ကြာတော့သူခွင့်ပြုရဲခွင့်ပြုပြီးတော့ အခုနောက်ပိုင်းဆိုရင်တော့အိမ်ကိုပြန်ထောက်ပေးနေပါပြီဒါနဲ့မဟုတ်ဘူးပေါ့အဖေကဟိုကျွန်တော်ကအငယ်ဆုံးဆိုတော့ကြာတော့အဖေကအရန်ချစ်တယ်အရန်ချစ်တော့ကြာတော့ဟိုဘယ်လိုပြောမင်းစိတ်ချမ်းသာရင်ပြီးတော့အဲကျမကြီးရောဂယူဆိုင်အများထဲမှာလည်းကျမကြီးဂယူဆိုင်နေကောင်းအောင်နေဘာဘာညာညာဂယူဆိုင်အဲအဲ့လိုပဲပြောတော့ကြာတော့အရန်ကြီးရောဟိုလိုမျိုးအကျိန်းငယ်မရှိဘူးပြီးတော့ကြာတော့ဟို Facebook မှာက social media မှာကအိမ်ကလူတွေနဲ့အကုန်လုံးက friend ဖြစ်ထား ဖြစ်ထားကြတော့အဓိကအားပေးတာဆိုဘာလို့လဲဆိုတော့အမေအမေကအဲပြင်ပြီးဆိုရင်ဟဲ့လှတဲ့ဘာဖြစ်လဲညာဖြစ်လဲမတ်မေးရဲ့ဆိုတော့ကြတော့အရင်ရောဟိုအရင်ဟိုသူများရဲ့လိုမျိုးခက်ခဲကြတော့မဟုတ်ပါတော့ဟုတ်စိတ်ချမ်းသာရပါတယ်ဟိုအဓိကတော့မိဘနဲ့တာသမီးကြားမှာယုံကြည်မှုရှိတဲ့အချိန်မှာတော့ပို့ပြီးတော့လှုပ်ဖြစ်တာပေါ့နော်ဘာလို့လဲဆိုတော့ဟိုအဖေတို့လည်းကျွန်တော်စိတ်ချလက်ချလှုပ်ပေးတယ်ကျွန်တော်လည်းစိတ်ချလက်ချဖြစ်အောင်နေတာဆိုတော့အဲ အဲ့ဒါကြောင့်မလို့ဟိုစိတ်တော့ကရောက်เสียမှရှိရတဲ့ကြောင့်မို့အလုံးမှာပို့ပြီးတော့ focus လုပ်နိုင်တယ်ပြီးရင်အဲတခုခက်ခဲရအောင်ဆိုတော့မှနောက်လှည့်ခြင်းတော့မှဩသူတို့ရေရှိရဲအမြဲတမ်းဟိုအဖေဆိုအမြဲတမ်းပြောရင်မင်းပြန်လာခြင်းပြန်လာဘာမှမဖြစ်ဘူးဒီမှာနေလို့ရတယ်အမိသားဆိုတာအဲ့လိုမျိုးဆိုတာကြတော့ဟိုဘယ်လိုပြောမလဲလောင်အရင်းနေလွတ်ပေးရဒီလောင်အရင်းကအမြဲတမ်းရှိနေမယ်ဒီငှက်တိုက်ခြင်းအမြဲတမ်းရှိနေမယ်ဆိုပြီးပုံစံဆိုတော့ကြတော့ ရပျော်ဖို့ကောင်းပါစိတ်ချမ်းသာရပါတယ်ဟုတ်တော်တော်များများကတော့ဟိုယေရှုတည်တတ်တဲ့လူတွေများပါတယ်အဲမိဘယေရှုတွေရောတည်တတ်တဲ့လူတွေများတယ်ဘယ်တော့မှဒုက္ခပေးတာရှားတယ်ဒုက္ခပေးတာရှားပါတယ်ငယ်တည်တယ်လို့ဆိုဒုက္ခပေးတာရှားရတဲ့အကြောင်းမလို့အာယုံကြည်ပြီးတော့လမ်းလေးဖွင့်ပေးကြည့်ပါအဲယုံကြည်မှုနဲ့အတူအောင်မြင်မှုစရာလဲသူစရာနေပြန်လာရဲ့ရှင်မကိုလည်းအတိပွင့်ခံစားရမှာပါဟိုတစ်ခါကြာရင်လဲဟိုဘယ်လိုပြောမလဲ ငယ်တို့ဒီဘက်မှာကရှိတာကဟိုအသက်ရွယ်အပိုင်းခြားကြောင့်မလို့ငါပြောတယ်မှန်တယ်နင်လက်ခံရမယ်ဒါပဲဒီတက်ပို့ပြီးတော့မင်းဘက်ကနေရောပြောခွင့်မရှိဘူးဆိုရင်ရှိရတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးကြရင်သူတို့စီကပြောတာလေးနားထောင်ပေးပါနားထောင်ပေးပြီးတော့အဲသူဘလို့လမ်းဖြောင်းဖြောင်းရှောင်းမလဲဆိုတာကြည့်ပေးပါအဲ့ဒါပါပဲအဲ့လိုမျိုးရောဒါငယ်တကယ်ချင်းတွေမှာရှိလားငယ်ဘယ်လိုမျိုးလေးပြောပြလဲ ရှိဖြစ်တယ်ရှိရဲ့ရှိရဲ့ဟိုဘယ်လိုပြောမလဲငဲကြတော့တွဲခေါ်တာတဲ့နားထောင်မိရဲ့သူတို့ရင်လာဖွင့်နေဆိုနားထောင်မိရဲ့အော်အေးဒါဆိုရင်ဒီရဒီရကိုတော့ဒီအကြံတော့ငါပေးမယ်ဟိုအရင်လည်းမိဘကိုကလန်ကဆန်လုပ်ဆရာမလိုဘူးโอเคဟိုပေါ့နော်ဘယ်လိုပြောရမလဲဆိုတော့မင်းအိမ်မှာနေလို့မရဘူးโอเคအိမ်အိမ်မဟုတ်တဲ့နေရာမှာနေလိုက်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်မှာပြန်နေလိုက် အမြဲတမ်းလွတ်လွတ်လပ်လပ်အရင်နေတယ်ကြောက်လဲတခါကြိုင်လဲဟိုသူတို့ကငကိုရဲလက်မခံတဲ့လူကြီးကြောက်လက်ခံထားတော့မျက်စိမွေးစူးစရာဖြစ်နေမယ်ပေါ့နော်အဲ့လိုမျိုးပြောတော့ကြတော့ဟိုကြာလာတဲ့အခါကျမှသူတို့အဓိကတော့ဟိုမှန်ချင်တာအလုတ်အလုတ်ရှိရမယ်အလုတ်လိုတယ်ငယ်တို့စူးစမ်းဖို့အတွက်အလုတ်လိုတယ်ဘလို့နေရာရရအလုတ်ရှိပြီးတော့ကိုယ့်ဟာကိုယ်ရက်တည်နိုင်တဲ့တနေကြရင်ကိုယ်ကခေါင်းမောနိုင်တယ် ြောနိုင်တယ်ပြည့်ရာပြည့်ချောင်းပြောနိုင်တယ်ဟိုဘယ်လိုပြောမလဲအဲ့ဟာစီပြောလို့လေမိဘကြီးကန့်ကဆန်ခိုင်းတာမဟုတ်ဘူးเนาะငယ်ပြောပြပြောချင်တာကိုကိုကိုတမိုးရှိအောင်အရင်တင်ရတယ်အဟိုအချစ်တွေပါခဏနာထားဒီအလုပ်တွေအရင်ရှာပြီးရင်ကိုယ့်ဘာလို့ရက်တည်နိုင်တယ်တခုဆိုပြိုလဲလို့မရတော့ရက်တည်နိုင်ပြီဆိုရင်အရင် queue ဆက်စရာတော့မလိုတော့ဘူးဒီကအပြောထပ်လုံးနဲ့တသိပြဟုတ်တယ်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 အမှန်တည်း makeup ဆိုရင်အမှန်တမ်းပြောရင်ငယ်ဟို အားတစင်တဆိုင်လောက်တာတိတ်မရှိဘူးတိတ်မရှိဘူးဆိုတာကဘယ်လိုပြောမလဲငယ်ဒီဘက်ရုံအလုပ်ကိုပထမဦးစားပေးပြီးထားနေရဆိုတော့ကြတော့အဲ make up ဆိုရင်ဟိုသူတို့ခေါ်တဲ့အချိန်မလိန်ဖြစ်တာကြီးလည်းရှိရအဲ့လိုမျိုးဆိုရင်ငယ်အမှန်တမ်းပြော make up နဲ့အဲ့လိုမျိုးဝေးွားတာရှိရအဲ့လိုမျိုးဆိုရင်တတစည်းတရလာခေါ်ပေးရပြီးရင်လိန်ချင်တယ်ကိုယ်နဲ့ပဲလိန်ချင်တယ်ဆိုရင်လည်းအဲ့လိုမျိုးပေါ့နော်ဟိုဘယ်လိုပြောမလဲအချစ်ခံရတဲ့ခံစားချက်ပေါ့အဲအချစ်ခံရတဲ့ခံစားချက်ဆိုရင်ဒီစားတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ အဲအဲ့လိုမျိုးဆိုတော့ကြတော့ yeah ဟိုအဓိကတော့ရုံးဘက်ဘိုင်းထက်ဆိုင်ဒီ makeup ဘိုင်းကဆိုရင် လာပြီးခေါ်သုံးပြီးကြတယ်ဒီငဲကိုချစ်လို့ငဲလက်ရလေးအကြိုက်လို့အဲအဲ့လိုမျိုးများတယ်အင်ကိုကပုံမှန်ကျွန်တော်တို့ညီကိုနှစ်ယောက်ကအရှိရဲဟွာ9နိုင်ဆိုဖုံးဆက်ရတယ်9နိုင်နေ့တိုင်း9နိုင်ဖုံးဆက်ရတယ်ဖုံးဆက်ပြီးတော့ဒီနေ့ ပြန်ရောက်ပြီးစားပြီးပြီးဆိုစားပြီးပြီးတမုံဒီနေ့သွားကြရှိရဲဆိုပြီးတော့ပြောတယ်အဖေမင်းနေကောင်းလားမေးတယ်ပြီးရင်ဖုန်းပြန်ချတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲတချို့ရက်တွေမှာကိုကဟိုအလုပ်တွေအများများပြီးတော့ပြင်ပန်းတဲ့အတန်နေဆိုရင်ဖုန်းဆက်တယ်စားပြီလားအစားတော့စားနော်ဘာမှမလုပ်နဲ့စိတ်မပူနဲ့အဲစားဟိုစားဖြစ်အောင်စားအားရှိမှဆက်လုပ်နိုင်မယ်အဲခက်ခဲလားအရင်ပြင်ပန်းနေလားပြင်ပန်းနေရင်အချိန်ခဏယူပြီးတော့ဖြည့်ရှင်အဲ နောက်ဆုံးတစ်စကားဆိုရင်ပါလဲဆိုတော့ပြန်လာခဲ့ရှိခေါ်တာအများတန်းပြန်လာခဲ့ပြန်လာခဲ့ပဲဆိုတော့ဟိုအဲ့လိုမျိုးကြတော့ဟိုနောက်ဆုံးငါအကုန်လုံးပြစ်ချပြီးပြန်ခဲ့ရင်တော့မှအဖေမရှိရဲဆိုရယ်ခံစားချက်ဆိုတော့ကြတော့အရင်ရောအားရှိပါတယ်နေထွေးပါတယ်ပြောချင်းတဲ့စကားကတော့ကျေးဇူးတင်ပါတယ်အအခုထိဒီတက်ရွယ်ထိကျွေးမွေးခဲ့တဲ့အတွက်ကြောင့်မဟုတ်လဲကျေးဇူးများတင်တယ်ပြီးရင်တာဖြစ်ချင်တဲ့ဟာတွေအကုန်လုံးကို မပိတ်ပင်မဲ့ပဲเนาะအဲလိုမျိုးခွင့်ပြုပေးရတဲ့အတွက်ကြောင့်မို့လဲတကယ်လေးကိုဝမ်းသာပါတယ်ကျွန်တော်လည်းအရင်ပျော်ပါတယ်အဖေတို့မှာတဲ့အတိုင်းပျော်အောင်နေနေပါတယ်မြန်မာစတာပဲစား